မင်္ဂလာပါရှင်။မိုးလေဝသနဲ့ဇလဗီရာညွှန်ကြားမှုဦးစီးဌာနကနေဒီဇင်ဘာလ10ရက်ဒီကနေ့နဲ့9နာရီအချိန်ထုတ်ပြန်လိုက်တဲ့သတင်းကိုကြေညာပါမယ်ရှင်။ကပ်ပလီပင်လယ်ပြင်တွင်တိမ်နှင်းငယ်ဖြစ်ထွန်းနေပြီးမင်္ဂလာပင်လယ်ော်တွင်တိမ်တင့်တယ်မှာတိမ်ထူရနေပါမယ်။ဒီကနေ့ညနေထိခန့်မှန်းချက်ကတော့နေပြည်တော်၊ကယားပြည်နယ်နဲ့ရှမ်းပြည်နယ်တို့တွင်အများအပြားတရာပြီးစံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့တွင်တိမ်တင့်တင့်ဖြစ်ထွန်းပါမယ်။မြမပင်လယ်ပြင်တွင်လိုင်းနှင်းငယ်မှလိုင်းတင့်တင့်ရှိပါမယ်။ လိုင်းမြစ်မှာမြမကယုန်းတစ်ချောင်းနဲ့ကမ်းလွန်ပင်လယ်မြေတို့တွင်၄ပြည်မှ၆ပြည်ကန်ရှိနေပါတယ်။နောက်နေ့အတွက်ခမန်းချက်ကတော့ကယားပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းအရှေ့ပိုင်းတို့တွင်ညအပူချိန်များအနည်းငယ်လျော့နေနိုင်ပါတယ်။နေပြည်တော်နဲ့ဤတဝိုက်အတွက်ဒီကနေ့ညနေထိခမန်းချက်ကတော့အများဖြင့်သားရပါမယ်။ရန်ကုန်မြို့နယ်ဤတဝိုက်အတွက်ဒီကနေ့ညနေထိခမန်းချက်ကတော့တိမ်တင်းတင်းဖြစ်ထွန်းပါမယ်။မန္တလေးမြို့နယ်ဤတဝိုက်အတွက်ဒီကနေ့ညနေထိခမန်းချက်ကတော့တိမ်နှင်းငယ်ဖြစ်ထွန်းပါမယ်ရှင်။